ရရလည်းပြောမရရလည်းမပြောရရလည်းမပြောဆိုဘယ်အချိန်ပြောရလဲတဲ့အဲအဲ့မေးကမဖြေနိုင်ခဲ့ဘူးလေလားဒီနေရာမှာတုံးနဲ့တည်းအမိမိချင်းလို့လားအရုပ်ရှင်လည်းပြောတန်ထွက်လာပြီးတော့လူရလည်းအရန်ကောင်းတယ်အဲ့လိုမျိုးလေးပြောလိုက်ချင်ဘယ်အချိန်ပြောလဲတိလားလို့အဲ့အချိန်ပဲလို့ငါအဲ့အချိန်ဒီကိုစိတ်ရှိရှိနဲ့စောင့်နိုင်တယ်လို့အဲ့ဒါငါရဲ့အပြောဆုံးချက်အဲ့အချိန်ပဲမင်းရဲ့အနာဂတ်တွေအားလုံး ။သူကဖြတ်စည်းပြစ်မှာမရိုက်တော့ဘူးလို့ထင်ပြီးတော့မိနေရတူလည်းရှိတာ။အဲ့လိုမျိုးကြောင့်လည်းဖြစ်မယ်။တခါကျလို့ရှိရင်လည်းအဲသူတို့ကဟိုကိုယ်နဲ့မဆက်ဆက်မိရပါဘောနော်။သတိမရမိရော။တခါကျနီးရအောင်ပဲသတိရမိတဲ့ဟာလေးလည်းရှိရဲ့။နောက်တော့ကိုယ်လည်းသူတို့ကဘယ်နာထားရင်ကောင်းမလဲဆိုတော့လည်းစဉ်းစားရတယ်ထင်ပါ။အဲ့လိုမျိုးဆိုတော့ ခံနိုင်မိမဲ့တော်ရင်ဖြစ်ပြီးတော့ဖူးရောင်လာတိုင်းကျုပ်ရင်ထဲမှာတလက်လက်နေရဲ့ကဲစင်းခင်စမ်းမှာတော့ဘယ်နှထိသွားသေးလဲကျုပ်ကြည့်ရအောင်လို့ဟိုအဲ့ရဲ့အဲ့ရဲ့ဗီဒီယိုလေးဘာနဲ့မှမပြောပြနိုင်ဘူးမဟုတ်ဟိုအမအများနဲ့ပြောသလိုပဲပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဟိုအရှိမကားရိုက်နေတဲ့အချိန်စိတ်ညစ်စရာလည်းရှိရင်ရှိမယ်ကားမရိုက်ခင်လည်းစိတ်ညစ်စရာရှိရင်မှယုံမတင်ခင်လည်းကို့မှာစိတ်ညစ်စရာရှိရှိမယ်ဒါပေမဲ့ဘယ်အချိန်မှပျော်လဲမေးရင်အဲ့ယုံတင်လိုက်ပြီးလို့ပြိတက်ကကောင်းလိုက်တာအတိမတ်ပြူသွားတဲ့အချိန်မှာ အပြုံးရဆိုမှာအဲ့ဒါ9နှစ်လဲစောင့်နိုင်တယ်10နှစ်လဲစောင့်နိုင်တယ်အဲ့အပြုံးကချက်ချင်းဟိုဘယ်လိုပြောမလဲအဲ့လိုတိလိုက်ရတာနဲ့အမြန်ပျော်သွားပြီပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ပျော်ရတော့ဘာနဲ့မှမလဲနိုင်ဘူးအဲ့လိုမျိုးဟုတ်ကဲ့မင်းကကောင်းတာဟုတ်တယ်အဲ့ကားလေးဆိုလဲစောင့်လိုက်ရ9နှစ်လောက်လေ9နှစ်လောက်ဒါပေမဲ့တင်လိုက်တဲ့အချိန်မှာအတိမတ်ပြုခံအဲ့9နှစ်ကပီတီကအပြည့်ဝခံစားရတယ်အဲ့လိုမျိုးဘာဖြစ်ကြလဲလို့မထင်လိုက်မထင်လိုက်တော့ဟုတ်တယ်အဲ့လိုမျိုးမင်းရဲ့အနာဂတ်တွေအားလုံး ။ငါဖြက်စီးပြစ်မှာ။ခါကြလို့ရှင်လေတချို့ကားလေးရိုင်နေစိတ်ညစ်စရာရှိရဲ။ဟိုပြောတဲ့ရိုက်တော့ဆိုအလဂျီဖြစ်တာနဲ့တိလားအဲ့လိုမျိုးလေဟာကို့မှာနည်းနည်းစိတ်ရှုပ်စရာရှိရဲပေါ့နော်။အဲ့ဒါနဲ့อืมအိမ်ရမျိုးသားကပြောတော့ဟိုနင်းနဲ့ကားရိုက်ရတာလည်းမပြောဘူးလား။မရိုက်ရတော့လည်းတဲ့စိတ်ညစ်နေရလေတဲ့။အခုရိုက်ရတော့လည်းမပြော။ဟုတ်တယ်အာအလဂျီရာဖြစ်အဲ့လိုမျိုးကို့နဲ့ကလည်းဟိုဟာဖြစ်တော့နည်းနည်းလေးစိတ်ညစ်စရာလေးရှိရဲဆိုဒါပေမဲ့အဲ့ဆိုရင်လည်းရိုက်ရလည်းပြောမရိုက်ရလည်းမပြောရိုက်ရလည်းမပြောဆိုတော့ဘယ်အချိန်ပြောရလဲတဲ့အဲ့အဲ့မိကုန်မဖြေနိုင်ရဲ့ဘူးလား ခေနိုင်မဲနဲ့ပြောတော့ပြောပါရဲ့လို့အဲ့လိုမျိုးသူ့ကိုဒါမဲ့ရုပ်ရှင်လည်းပြောတဲ့ထွက်လာပြီးတော့လူကြီးကလည်းအရန်ကောင်းတယ်အဲ့လိုမျိုးလေးပြောလိုက်ချင်းဘယ်ချိန်ပြောလဲတိလားလို့အဲ့ချိန်ပဲလို့ငါအဲ့ချိန်ဒီကိုစိတ်ရှိရှိနဲ့စောင့်နိုင်တယ်လို့အဲ့ဒါငါရဲ့အပြောဆုံးချက်အဲ့ချိန်ပဲငါဒီနေရာမှာတုံးနေတဲ့အနေနဲ့ကြည့်လို့လားမမထင်တာတော့ကျွန်내အတားရလေအတူတူပဲအဲ့လိုထင်ပါတယ်။ကားရဲ့အချိန်မှာဘလောက်ပဲစိတ်ညစ်စိတ်ညစ် stress များများ ကားလေးထွက်လာလို့ရှိရင်အသိမှတ်ပြုခံရတယ်ကိုယ်တသက်လုံးဒီ character လေးနဲ့သတိရနေဆိုရင် IPD ကဘာနဲ့မှမတူဘူးထင်တာအဲ့လိုတော့လည်းမဟုတ်ပါဘူးခါကြလို့ရှိရင်လည်းကိုယ်ဟိုမရိုက်တော့ဘူးလို့ထင်ပြီးတော့မိနေရသူလည်းရှိတာအဲ့လိုမျိုးကြောင့်လည်းဖြစ်မယ်ခါကြလို့ရှိရင်လည်းအဲသူတို့ကဟိုကိုယ်နဲ့မဆက်ဆက်မိအောင်ပါနော်သတိမရမိအောင်ခါကြနီးရအောင်ပဲသတိရမိတဲ့ဟာလေးလည်းရှိရဲ့နော်တော့ကိုယ်လည်းသူတို့ကဘယ်နာထားရင်ကောင်းမလဲဆိုတော့လည်းစဉ်းစားရတယ်ထင်ပါအဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့လာမခေါ်ဘယ်လိုပြောမလဲ ခါကြလို့ရှင်လည်းလာမခေါ်လို့မရိုက်ဖြစ်တာ။ခါကြလို့ရှင်လည်းရွေးချယ်လို့မရိုက်ဖြစ်တာ။နှစ်ခုလုံးတော့ရှိနေရပေါ့လေ။ဟုတ်အဲ့လိုမျိုးပေါ့။ဟုတ်တယ်။ဘာဖြစ်လို့ဆိုတော့ငငယ်တော့တော့လေအဲတခန်းပါလဲရိုက်တယ်။နှခန်းပါလဲပျော်ပြီးတော့ရိုက်တယ်ရိုက်တယ်။ဒါမဲ့အခုကျတော့ဒီရွယ်ကျတော့ကိုလှုပ်လိုက်တဲ့ဟာလေးကမှတ်တိုင်လေးတွေဖြစ်ဖြစ်သွားမယ်။ milestone လေးတွေကိုစိုက်စိုက်သွားခြင်းနဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီရွယ်မှာတော့ဟိုနမရလည်းအမှန်တိုင်းပြောလို့ရှိရင်သိပါတယ်ဗာပြောဩရင်ကျမဟိုးရင်တော့မအေးအေးဝိတ်တောင်းလားဟုတ်တယ်မလားဩရင်သိတယ်ဟိုးရံမင်းသမီးပဲဗာမြင်အဲ့လိုမျိုးပြောကြမှာဆို နာမည်တော့လည်းဟိုမလို့တော့ဘူးကလေးက20လည်းမဟုတ်တော့ဘူးလေကောင်မလေးကကြာတော့ကောင်မလေးက40လောက်ဖြစ်သွားပြီဆိုတော့ကောင်မလေးတက်ကလို့ milestone လေးတွေပဲကိုယ့်ရဲ့ကောင်းတဲ့ဟာလေးတွေပဲမှတ်တိုင်လေးတွေပဲကွာမှတ်တိုင်လေးစိုက်သွားကြတယ်မဟုတ်အဲ့ဒါကြောင့်မလို့ဟိုပို့ပြီးတော့ကောင်းတဲ့ဟာလေးတွေရေးရေးချယ်သွားတာပေါ့ဟုတ်များများတာနဲတာထက်စားလို့ရှိရင်တော့ဟိုအရင်မကြည့်ဘောလေအဓိကတော့ကောင်းကောင်းတစ်ခုချင်းစီကိုကောင်းကောင်းစိုက်သွားကြတာပေါ့ဟုတ်ပါတော့นี่เลนโอเวแท้ไปมั้ยเนี่ยงั้นมาแล้วบะซับป่ะเลยซ่าแล้วตอดแต่ต้องมาบะซับไปป่ะล่ะ ခြေတွေလက်တွေရောမပေါဘူးလားအဲ့လိုတော့မဖြစ်ဘူးဗမာကိုယ့်ရဲ့ satisfaction level ကအပြည့်ဖြစ်သွားလဲဆိုတော့ဟိုပါပေါ့ကားထွက်လာတဲ့အချိန်မှာဟို review တွေရေးကြတယ်မကြောက်ဆိုပြောကြတယ်အဲ့ dialogue လေးပြောကြအဲ့ screenshot တွေကမဟုတ်ဘူးမှာအခုထိအဲ့ memories တွေကုန်းကရှိတော့မယ်အဲ့ရဲ့ပျော်ရွှင်မှုတွေဘဝကပြည့်စုံပြီလို့ကိုယ်ကခံစားပြီးွားတော့ဟိုပါပေါ့နော်အဲ့ကားကလည်းမဟုတ်ဘူးပထမဆုံးပြောင်းရိုက်တဲ့အချိန်မှာပထမဆုံးဂျုံတင်တဲ့ကား ဲ့ဟာနဲ့တင်လက်ခံတာနဲ့တင်ဘဝမပြည့်စုံတော့လားကို့အတွက်ကအဲ့လိုပြည့်စုံသွားပြီလို့ခံစားရအဲ့အတွက်ကြောင့်မလို့ကိုကအကယ်ဒမီမရောက်သေးဘူးကပြည့်လို့ခံစားနေရတယ်ဖြစ်နေဆိုတော့အဲ့အတွက်ကကို့အတွက်ကဟိုရခြင်းမရခြင်းဆိုတာမရှိတော့ဘူးเนาะငါပထမအောင်လုံးကားလိမ့်မှာတိမတ်ပြူတယ်လက်ခံတယ်ဆိုတာနဲ့တင်ကိုကအဲ့လိုကျင်းတတ်တဲ့ဟိုအချိန်ရောက်သွားတာပေါ့အဲ့လိုနေကြိုက်ကြတော့အခုပြန်တော့ငါအဲ့လိုမကောင်းနိုင်တော့ဘူးเนาะမကောင်းနိုင်တော့မကောင်းနိုင်တော့အဲ့လိုမျိုးမကောင်းနိုင်ဘူးနင်းနေရဆံကိုတကယ်နင်းနေ neler?